ီကနေ့အီဘီလာစတီးရနေမှာတော့စကိုင်းပြည့်ရွေကျော်ရေတောင်ပိုင်းကလေးဖြစ်တဲ့ဘကူးရန်ကုန်ဘူဟုပြူရင်ကလေးဘူတိုင်းဒေသကြီးမှာပြင်အားလေရသမတ်တိရစ်ချစ်စတာစကေးရှိတဲ့ပြင်အားအတန်တင့်ကလေးကဒီမနေ့9နိုင်2မိနစ်မှာပဲလှုပ်ခတ်သွားတာဖြစ်တဲ့အတွက်ပြည်သူတွေကြားမှာတော့စိုးရိမ်ပူပန်မှုတွေမြင့်တက်လေရှိပါရီအင်အားကြီးကလေးလှုပ်ခတ်ပြီးတဲ့အခါမှာနောက်ဆက်တွဲကလေးပေါင်းခုဆိုရင်300ကျော်လာပြီဖြစ်ကြောင်းလေး ထိုင်းသတင်းဌာနရဲ့ဖော်ပြချက်အရထိုင်းမိုးလေဝသနှင့်ဘူမိဗေဒသတင်းဌာနရဲ့ဖော်ပြချက်အရအဝေးနိုင်ကအစုပြုထားရပြီဖြစ်ပါတယ်။အလုံးလေးသိကြတဲ့အတိုင်းပါပဲပြည်သူတွေကိုဒုက္ခပေးနေတဲ့နော်ငလင်ကြီးစကိုင်းပြည့်ရီကျောမှာတော့တောင်ပိုင်းနဲ့မြောက်ပိုင်းကလင်းဆိုပြီးတော့ဒါရှိပါတယ်။မြောက်ပိုင်းကတော့စကိုင်းနဲ့မန္တလေးကိုဘိုးပြူတယ်။တောင်ပိုင်းကကျတော့ဒါပဲခူးနဲ့ရန်ကုန်ကိုဘိုးပြူတဲ့ကလေးပါ။ဆိုတော့အခုပဲခူးတိုင်းဒေသကြီးမှာခဏခဏပဲခုလိုမျိုးလှုပ်ခတ်နေတာဖြစ်တဲ့အတွက်ရောင်တိုင်းနဲ့ပဲခူးတိုင်းမှာ စိုးရင်ဘူဗန်မှုတွေမြစ်တက်လေးရှိနေပါတယ်။ဒါလေးအကြောင်းရင်းတွေရှိတယ်။အမေရိကန်ကလင်ဘူမိဗေဒဌာနဖြစ်တဲ့ USGS ကလေမြန်မာနိုင်ငံမှာ6ရက်သမအထက်နဲ့9ရက်သမအထက်နောက်နောက်ဆက်တွဲကလင်လာဘူးရှိနိုင်သေးတယ်ဆိုပြီးတော့ထုတ်ပြန်ထားသလိုအချို့သောကလင်တန်ကိုခံခဲရှားတွေနိုင်ငံတကာရဲ့အတွေ့အကြုံကလေသူတို့ဟာကလင်ကြီးကြုံတွေ့ပြီးတဲ့တကာလမှာနောက်လာအကြာမှနော်အဲ့ဒီနီးပါးအပြင်းအားရှိတဲ့ကလင်ကြီးတွေထပ်မံလာတယ်ဆိုပြီးတော့ပြောဆိုနေကြလေဖြစ်ပါတယ် ဒါကြောင့်မလို့ရန်ကုန်နဲ့ဘကူးကပြည်သူတွေကဇိုးရင်ပြူပတ်မှုတွေမြင့်တက်လေရှိနေတာပါ။ဘာဖြစ်ဖြစ်ပါသတိဆိုတာပိုသည်မရှိဘူးပြည်သူတွေကယူဆိုင်နေထိုင်မှရပါမယ်။ဖြစ်ပေါ်နေတဲ့မုံတိုင်းကြောင့် AB လာဆလေးနေတီမြောက်နိုင်ငံမှာမိုးကြီးပြီးတော့ရေကြီးရှမ်းဖြစ်နိုင်လို့မိုးလီဝဒပြည်ရှင်ဦးဝင်နိုင်တဲ့စစ်ကောင်စီရဲ့မိုးစလာကအရေးပေါ်အသည့်ပြီးချက်တွေကိုတင်ဆက်ပေးပါမယ်။ဂျိုဒင်ခမ်းမန်းချက်ရာတင်ချပုံစံပြမော်ရယ်များဖြစ်တဲ့ ECNWF NCEB GFS IMD GFS မော်ရမြအလုံးအားနောက်လာမယ့်7နှစ်မှ10နှစ်အတွင်းလီပီအနေရှာဝန်ဟာမင်္ဂလာပြီလို့လေပိုင်းမှာဖြည်းဖြည်းအားရလာပြီးတဲ့နောက်ပိုင်းမှာအထက်လေဝဲလိုင်း UACC ကနောက်နေ့ရက်3ရက်မှာမြောက်ပိုင်းကကိုဆက်လက်ရွေးလျားနိုင်ကြောင်းအိန္ဒိယမိုးလေဝသကထုတ်ပြန်ချက်ကိုကိုးကားပြီးတော့ဥယျာဉ်နိုင်ငံကစူထားတာပဲဖြစ်ပါရီလက်ရှိအချိန်မှာလီပီအနေရှာဝန်ဟာစစ်တွေမြို့အနောက်တောင်ပိုင်းမိုင်450ခန်းမင်္ဂလာပြီလို့အနောက်အလဲပိုင်းနေ့ နောက်မြောက်ပိုင်းပလေပြည်မှာဆက်လက်တည်ရှိနေဆဲဖြစ်ပါရီဆက်လက်တည်ရှိနေဆဲလေပီအနေရဝရှိနေအထက်လီဝီလာ UACC ရဲ့အမေရိကန်ဘက်ကိုရွေလျားနိုင်ပေအခြေအနေများကြောင့် AB လာဆက်တည်ရနေမှာဆလီနေတီမြန်မာနိုင်ငံတနင်္ဂနွေလုံးမှာမိုးအသည်ပြည့်ဆက်လက်ရသွားမှာဖြစ်ကြောင်းလေးသိရပါရီမူကြီးနိုင်ပေဒေတာတွေကတော့ရခိုင်ကန်ယူတန်တွေရခိုင်ပြည်နယ်မြောက်ပိုင်း AR တိုင်းရန်ကုန်တိုင်းဘူးတိုင်းရှမ်းပြည်နယ်နေပြည်တော်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေတာတွေမှာမိုးတင်းတင်းမှာ ဝန်များတဲ့အကြောင်းလေးဦးဝင်းတယ်ကဆိုထားရပြီဖြစ်ပါရယ်အထူးသဖြင့်တော့ရခိုင်ပြည်နယ်ပေါ့ဗျာဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ဝိုးတဲတဲ့စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းဝိုးထီချုံခြင်းဝိုးကြိုးပစ်ခြင်းလေဆလက်ခြင်းဝိုးသီးကြွေခြင်းလေရသပြက်ရည်ကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တယ်လို့သိရပါရယ်ထို့ကြောင့်ကိုမြင့်နေတာအဒီမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်များလကောက်ညီငယ်ချောင်းငယ်များဤတွင်နေထိုင်ကြသူများအနေနဲ့ ရေကြီးရေရှမ်းမှုအနေမျိုးကိုတော့ဂျိုတင်တရီပြူရှောင်ရှားနေထိုင်ကြရာစစ်ကောင်စီဘိုလစလာကလည်းတိုက်တွန်းထားရပြီးဦးဝေးတွေကလည်းပြည်သူတွေကို အသိပေးထားပါရဲ့ဗျာ